ဟယ်လိုအားလုံးဝမင်္ဂလာပါဘိုးဘမချန်ကနေကြိုဆိုပါရစေဆိုတော့ချန်ပီယံစလိပွဲဖြစ်အာဆင်နယ်နဲ့ဒါအိုလံပီယကိုစတိုကျွန်တော်ရှိမှန်ကစားတဲ့ပွဲမှာအာဆင်နယ်ကနှစ်ဂိုးကိုမရှိဆိုတဲ့ကျွန်တော်သာရက်လက်နဲ့ကျွန်တော်အနိုင်ရပြီးတော့ချန်ပီယံစလိပွဲစဉ်နှစ်ပွဲကစားပြီးတဲ့အနေအထားမှာ၄ဂိုးသွင်းထားတယ်6မှတ်ရထားပြီးတော့တဂိုးမှမပြရသေးဘူး clean sheet နှစ်ပွဲစတိုက်ကျွန်တော်သာယူထားနိုင်တယ်ဒီပွဲမှာ ကျွန်တော်အာဆင်နယ်အနေနဲ့မထင်မှတ်ဘဲအခက်အခဲတချို့ကြုံခဲ့ရပြီးမဲ့လို့ဘောနော်လိုအပ်တဲ့ကျွန်တော်ကဒုတိယဂိုးကိုစာကာသွင်းယူပေးလိုက်ပြီးတော့ပွဲကလုံးဝဆိုသလိုကျွန်တော်ကအဆုံးသက်သွားတာအာဆင်နယ်ဟာအိုလမီယာကော့စ်ကိုဒီပွဲမှာအပြတ်သက်သူတို့အနေနဲ့ရှင်မြန်ကစားခဲ့တယ်ပွဲကိုလည်းထင်းကျုပ်ကစားနိုင်ခဲ့တယ်ဒါပေမဲ့ဒုတိယပိုင်းရောက်လေကျွန်တော်တို့ကသွင်းဂိုးတကူပဲရထားတဲ့အာဆင်နယ်အတွက်ဖိအားများလေအိုလမီယာကော့စ်ကပို့ပြီးတော့တွန်းအားပေးနေတဲ့အာဆင်နယ်အတွက်ထင်သလောက်ထိတော့ဘောနော်ပွဲချိန်အပြည့်ကင်တဲ့အထိအဆင်ပြေလို့မဖြစ်ခဲ့တာတွေကျွန်တော်ရှိတယ် တိုးတိုးလေးပဲအာဆင်နယ်ကဒီဘက်မှာအမှားယွင်းမရှိနှစ်ဂိုးကူးမရှိနဲ့နိုင်နေပေါ့လေအိုလံပီယာကော့စ်တွေ့တော့အာဆင်နယ်ကွင်းကိုလာပြီးတော့တော့တုံ့ပြန်နိုင်တာကိုပဲမဆိုးဘူးလို့ကျွန်တော်ပြောရမယ်ဒါကလည်းအာဆင်နယ်ရဲ့ဘက်ကလူစင်းနဲ့လည်းဆိုင်မှာပေါ့လေအာဆင်နယ်ဒီနေ့ weekend မှာဒါ premier league ပွဲစဉ်ကလည်းရှိသေးတယ်ဆိုတော့ international break မတိုင်ခင်မှာသူတို့အနိုင်ယူသွားဖို့လိုတဲ့ချိန်ဒီမျိုးမှာလူစင်းတချို့ကျွန်တော်အနားပေးလာတယ်။နောက်တန်းမှာဆိုလို့ချင်း Julian Timber လို့ကစားမတွေကိုအနားပေးလာတယ်။ Calafiori လို့ကစားမတွေကိုအနားပေးလာပြီးတော့ Quinn လေးကလည်းပဲကျွန်တော်နေနေပေါ့နော်ဒီ Declan Rice တို့လူကစားမတွေကိုကျွန်တော်အနားပေးလာတယ်။ SA ကိုလည်းအရင်မှထားလာပြီးတော့တောင်မန်တစ်ဖက်မှာစာကာတို့ပါလို့မပါဘဲနဲ့ပေါ့နော်မာတီနီလီရဲ့သူတို့ဒီလီယန်ဒိုထရော့ဆာရဲ့ဆိုပြီးတော့ပွဲထွက်လာတာ။ဆိုတော့ဒီတောင်မန်နှစ်ဖက်နဲ့ပွဲထွက်လာတော့ဟိုတကုတ်အရင်များတဲ့အလုပ်နေဖန်တီးနိုင်ခဲ့တာတွေကျွန်တော်ရှိတယ်။သို့တော်လည်းပဲကျွန်တော် output number ဘိုင်းမှာဆိုလို့ရှိရင်တော့တကယ်တကယ်စာကာတို့လူကစားမတွေလောက်ထိတော့ထရော့ဆာတို့ပါလို့ကသာမလုတ်ပြနိုင်ဘူးပေါ့လေဒါကြောင့်လည်းပဲဒီပွဲကစောစောစီစီဂိုးမပြတ်ပဲကျွန်တော်ဖြစ်နေတာဒါကြောင့်ဒီ Olympia Coast အနေနဲ့ လူစင်းနေအပြောင်းလဲလုပ်ထားတဲ့အာဇနယ်ကိုသူတို့တွေအတိုင်းအတာတစ်ခုဒီဒုက္ခပေးနိုင်ခဲ့တယ်လို့ကျွန်တော်ထင်တယ်နော်ဆိုတော့ဟိုအာဇနယ်ကိုရှင်ကစားနိုင်တာမျိုးအရာအလုံးပြန်ပြီးတော့တုံ့ပြန်နိုင်တာမျိုးကျွန်တော်တို့ပေါ့နော်မဟုတ်ပေမဲ့လည်းလို့ဒီပွဲမှာအတိုင်းအတာတစ်ခုတည်းတော့အာဇနယ်ဘက်ကိုသူတို့ဒါအန်ဒီအမြောင်းလုံနိုင်ကြတာတွေကျွန်တော်ရှိတယ်ပထမပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒေးဗစ်ရိုင်ယာတော်တော်လေးကောင်းခဲ့လို့ဂိုးမပြရတဲ့အလုံးတချို့ကျွန်တော်ရှိတယ်အဲ့ဒီတော့ကျွန်တော်မပေါ်ဘူးပို့လေဆိုတော့ဒုတိယပိုင်းမှာဒုတိယပိုင်းကျွန်တော်ရောက်လာတယ် နော်အာဆင်နယ်ဘက်ကသူတို့ဒီနေပေါ့နော်ဒါဒီတွန်းအားပြီးကစားလေးဖြတ်တင်ပေါ်ဒီနေသူတို့အန်ဒီရဲ့ပြီးဘူးကျူးပန်းလေးပဲတူတော်လေးပဲစာကာရဲ့အလုံးရပြီးမှပွဲကပြီးသွားတာဆိုတော့အာဆင်နယ်နည်းနဲ့ဒီပွဲကသူတို့တို့ကဟိုလူစင်းအပြောင်းလဲတွေကြောင့်လေခုနကပြောလို့ပါတယ်ပေါ့နော်အများကြီးတော့သူတို့ရဲ့အခြေအနေကိုအာပြိုင်ဘက်ကိုဘာမှမလုပ်နိုင်အောင်လို့ကျွန်တော်တွေးရတာမျိုးတွေကျွန်တော်မရှိဘူးတော်တော်အိုလံပီယကိုစ်ရဲ့အနေထားကအာဆင်နယ်ကိုထူးထူးခြားခြားကြီးမလုပ်နိုင်ခဲ့တဲ့ပုံစံမျိုးမှာတိတ်ပြီးတော့ပြဿနာမရှိခဲ့ဘူးအာဆင်နယ်ကပထမပိုင်းမှာတင်ကိုပဲသူတို့ဂိုးတွေရရမှာတကယ်တမ်းက ော့ဗီဒါယိုခရစ်တိုဘာရိုနီနဲ့ဂူရီရာတင်တာကန်ကျစ်တီးတဲ့ပို့ပြီးတော့ကောင်းခဲ့တင်တာအာဂူဒမာကောင်းတာလေးကျွန်တော်တို့ပါရာဘောလီမပြလို့ရှိရင်ကျွန်တော်တို့ကမာတင်နယ်လီတို့ရဲ့ခေါင်းတိုက်တဲ့အလုံးလေးတို့နော်ထရော်ဆာတို့ရဲ့ကျွန်တော်တို့အိုဒီဂဲရဲ့ဖန်တီပွေးမှုကနေတဆင်ကန်တဲ့အလုံးလေးတို့ကျွန်တော်တို့ကြည့်ရင်အာဆင်နယ်နီနဲ့တိတဲ့ပို့ပြီးတော့ဂိုးကပြက်ကိုပြက်ခဲ့တင်နေတယ်မှာကျွန်တော်ပါတယ်အဲမေရဂူပြအောင်မလုတ်နိုင်ခဲ့ဘူးအာဆင်နယ်ကဒီနေ့ပွဲမှာ16ကြိမ်ဒီ9ပေါက်ကွန်တင်မှုရတယ်9ကြိမ်တက်ရင်းနဲ့ကျွန်တော်ဒါ2ကိုးကျွန်တော်ရတယ်ဒီနေရာမှာ ဗီတာယိုကရက်စ်ကတော့မစိုးဒီနေ့ကစားတာတူတူလည်းပဲဒီနေ့ပွဲအာဆင်နယ်မှာဆိုလို့ရှိရင်အိုဒီကက်ကအကောင်းဆုံးလို့တော့ကျွန်တော်ပြောလို့ရတယ်မာရီယိုရီကက်စီကနေပြီးတော့ဒီလို performance မျိုးမတွေ့ရတာကြာပြီနော်အိုဒီကက်အနေနဲ့ injury ပြဿနာကြုံတာကောသူကစားခွင့်ရတဲ့အခါမျိုးဒီမှာဆိုလို့ရှိရင်ဗောနော်လောရခံရကြက်နေတဲ့အနေထားတွေကောဒီလောက် performance ကိုအိုဒီကက်စီကမတွေ့ရဘူးအိုဒီကက်အနေနဲ့ဒီနေ့ပွဲတမှာ man of the match တောင်ကျွန်တော်ရခဲ့တဲ့နေနဲ့မှာပါတယ် ။နောက်ကျတော့ Vita Yogres ကိုကျွန်တော်သာပြည်လန်ချောင်းလေးကိုထူပြီးလိုက်တဲ့ဘောလုံးနေနော်ဒါအပြင် change creation လုပ်ပြီးလိုက်တဲ့ Trossardosi ကိုပြီးလိုက်တဲ့ဘောလုံးနေ UDG အနေနဲ့တကယ်ကောင်းတဲ့ performance တွေဒီနေ့ပွဲစဉ်မှာကျွန်တော်ပြနိုင်ခဲ့တယ်။အဲကြောင့် Olympia Coast တို့တော့ UDG ဟာတော်တော်ကိုပြည်တနာဖြစ်ခဲ့တဲ့ကစားမတယောက်လို့ကျွန်တော်ပြောပါမယ်။ဆိုတော့သူဘယ်လိုပြောတွင်းကိုးတွေပါပြီးမရခဲ့ပြီမဲ့ OD ကဒီပွဲမှာတော်ကောင်းခဲ့တဲ့ player မျိုးဆိုတော့စာကာကလည်းဒုတိယအိမ်မှာဝင်လာတယ်ကျွန်တော်သာဝင်လာရင်းနဲ့ကျွန်တော်သာလိုတဲ့ကိုးတွေပါပြီးတွင်းနိုင်ခဲ့တယ်သူတို့ပြင်အာဆင်နယ်ကနောက်တကူးလိုနေတာ ဝမ်းစီးနဲ့ကျွန်တော်အနိုင်ရထားပြီးမဲ့လို့ပေါ့နော်။ဟိုပြိုင်ဘက်ကဖြည်းဖြည်းချင်းနဲ့ပြန်တွန်းအားပေးလာတဲ့အချိန်ကြီးမျိုးမှာအာဆင်နယ်ကနောက်ထပ်တကူထက်လို့နေတာကိုရအောင်ယူနိုင်ခဲ့တယ်။အာဆင်နယ်ရဲ့စိတ်ပူစရာကောင်းတာကတော့ဂါဘရီယယ်ကျွန်တော်တို့လူစားလဲလဲရတယ်ပေါ့လေ။ဒါကြိုပြီးတော့ကာကွယ်တဲ့အနေအထားမျိုးတွေတော့ကျွန်တော်ထင်တယ်။ဘာမှစူးစူးဝါဖြစ်ခဲ့တယ်လို့လည်းကျွန်တော်မယူဆဘူး။ဆိုတော့အာဆင်နယ်နေနဲ့ချန်ပီယံစ်လိဂ်နှစ်ပွဲကစားအပြီးမှာကျွန်တော်တို့ဒါကလင်းရှိနှစ်ပွဲယူထားတယ်။လေကိုသွင်းထားပြီးတော့ပေကူတကူမှမရှိသေးဘူးဆိုတာကအာဒီဒါရဲ့လက်ရှိဥရောပမှာ ခံစစ်ဘလောက်ကောင်းတယ်လဲဆိုတဲ့အနေအထားကိုကျွန်တော်ထပ်ပြီးတော့မြင်ရတယ်ပေါ့လေဆိုတော့ညီကလေးအနေနဲ့ရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဒီနေ့ပွဲအာဆင်နယ်မှာဘယ်ကစားမကအကောင်းဆုံး performance ပြနိုင်ကြတယ်လို့ထင်ကြလဲဆွေးနွေးကြပါအားလုံးကိုချစ်သမားတွေတင်ပါတယ်